ဒီအမျိုးသမီးကသူ့ရဲ့လက်ကိုမြောက်ပြီးတော့ဆင်းတဲ့ကောင်ကိုရိုက်ဖို့ပြင်လိုက်တဲ့အခါမှာသူ့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေကအသက်ရှူမားသွားခဲ့ပြီးတောက်တောင်ကြီးရက်နေကြပါရင်လူဝိုင်းကဒီအေယာမတက်သွားကြီးဘယ်လိုမျိုးတုံ့ပြန်မှလဲဆိုတာကိုစောင့်ကြည့်နေကြပေမဲ့နောက်ပိုင်းဆက်ဖြစ်ခဲ့တဲ့အရာကတကယ်ကိုမြုံနေစရာပါဒီအမျိုးသမီးက1964ခုနှစ်ထိုင်းနိုင်ငံကရွာငယ်လေးတူရောင်မှာမွေးဖွားခဲ့တဲ့လဲရှေလဖြစ်ပါရင်စင်နေရင်းနှီးပြီးတော့ကြီးပြင်းလာခဲ့တဲ့လဲဟာငယ်စဉ်ကလေးကစင်ဒီကိုအရန်ချစ်တော့ပါ ဒါပေမဲ့သူ့စီမှာကြီးမားတဲ့အိမ်မက်တွေရှိပါရင်သူမဟာငယ်စဉ်ကလေးကသူ့ရဲ့ရွာပြင်ပကပအကြောင်းကိုစူးစမ်းရှင်တဲ့စိတ်ပြင်းပြပြီးတော့အင်္ဂလိပ်စာကိုလည်းလေ့လာသင်ယူဖို့ဆရာထက်တံပါရင်အင်္ဂလိပ်စာတက်မြောက်ရှင်ကတခါအစ်တစ်ကိုဖွင့်ပေးနိုင်ပြီးတော့ကပကိုပုံမှုတွေ့ခွင့်ရလိမ့်မယ်လို့သူမကယုံကြည်ပါရင်ဒီလိုနဲ့ကျောင်းမှာကြိုးစားသင်ယူပြီးရနောက်ငွေစုခဲ့ပါရင်အသက်16နှစ်ပြည့်တဲ့အခါမှာသူမကကြီးမားတဲ့ခြေလမ်းကိုစတင်ပါရင် ူမရဲ့မိသားစုကိုနှုတ်ဆက်ပြီးတော့အမေရိကန်ပြည်ထောင်စုကိုပြန်တန်းခဲ့တာပါစိတ်လုံရှားတယ်လို့ကြောက်လည်းကြောက်ခဲ့ပါရင်အရာအလုံးကအစ်အဆန်ဖြစ်ပြီးတော့အလုတ်များတဲ့လမ်းတွေအကစားမရင်းနေတဲ့လူနေမှုပုံစံအထိအယယာကမင်းမြန်ဆန်ခံစားနေရပါရင်ဒါပေမဲ့လဲဟာသူ့ရဲ့ရည်မှန်းချက်အပေါ်မှာပဲအာရုံစိုက်ပါရင်သူမကအင်္ဂလိပ်စာသင်တန်းတစ်ခုကိုတက်ရောက်ပြီးတော့ဘာသာစကားလေ့လာမှုမှာသူ့ကိုသူမြုံနေပါရင်သူ့ရဲ့စူးစမ်းမှုကအကျိုးရှိခဲ့ပါရင်အင်္ဂလိပ်စာကိုကျွမ်းကျွမ်းချင်းပြောနိုင်လာခဲ့ပြီး မတူညီတဲ့ယဉ်ကျေးမှုနဲ့နောက်ခံအမျိုးမျိုးကလူဝင်နဲ့လည်းတွေးဆရတာကိုပျော်ရွှင်ပါရည်။အဲ့ဒီအချိန်လူဝေကိုဆက်သွယ်ပေးပြီးတော့သူတို့အချင်းချင်းပုံမနားလည်အောင်ကူညီပေးတာကိုသူမနှစ်သက်တဲ့အကြောင်းသိလာခဲ့ပါရည်။ဒါပေမဲ့သူမဟာအမေရိကန်မှာရှိနေတဲ့အချိန်သူ့ရဲ့နှလုံးသားကိုနာကျင်စေခဲ့တဲ့အရာတစ်ခုကိုကြုံတွေ့ခဲ့ပါရည်။အဲ့ဒါကတော့သူ့ရဲ့စာတိအမိမှာစင်တွေကိုဘယ်လိုမျိုးမကောင်းမွန်စွာဆစ်ဆန်နေတယ်လဲဆိုတဲ့အကြောင်းတွေပါ။စင်တွေကိုချစ်မြတ်နိုးပြီးတော့လေးစားမှုရှိတယ်လို့တွေးထင်ခဲ့တဲ့လူတယောက်အနေနဲ့ တစ်ထုတ်လုပ်ငန်းနဲ့ခရီးသွားလုပ်ငန်းတွေမှာစင်တွေကိုအနိုင်ကျင့်နေတာကိုကြားပြီးတော့သူမကတုံ့လောက်သွားခဲ့ပါရင်ဒီလိုနဲ့ထိုင်းနိုင်ငံကိုပြောင်းတဲ့အခါမှာလဲဟာပုံမလေးလာနိုင်ဖို့အတွက်မျှော်လင့်ပြီးတော့စင်စည်းစခန်းတစ်ခုမှာခရီးသွားလမ်းညွှန်ဖြစ်အလုပ်ဝင်ခဲ့ပါရင်အဲ့ဒီမှာမြင်ခဲ့တဲ့အရာတွေကအခြေအနေကိုပိုဆိုးစေခဲ့ပါရင်စင်တွေကိုလေ့ကျင့်ပြီးတော့ထိန်းချုပ်တဲ့နီလာနေဟာသူမထင်တာတည်းအများကြီးနာကျင်စရာကောင်းပါရင် ဒါက तू မယုံကြည်ခဲ့တဲ့အရာတွေကိုမေခွန်းထုတ်စီခဲ့ပါရင် तू မဟာအင်္ဂလိပ်စာသင်ယူဖို့ဆိုရင်အိမ်မက်ကိုအောင်မြင်ပြီးသားဖြစ်ပြီးတော့တခြားအလုပ်တခုခုကိုဆက်လုပ်နိုင်ပြီမဲ့ तू မကတော့ तू မြင်ခဲ့ရတာတွေကိုလစ်လို့ရှုပြီးထွက်သွားဖို့စန္ဒမရှိတော့ပါဘူး तू မကဒုက္ခရောက်နေတဲ့စင်ဒီကိုကူညီဖို့အတွက်ပြင်းပြတဲ့စန္ဒတခုခံစားလိုက်ရပါရင်အဲ့ဒီအချိန်ကစပြီးအရာအလုံးပြောင်းလဲသွားခဲ့တော့ပါ तू မကဘဝကိုဒုက္ခရောက်နေတဲ့စင်ဒီအားကဲတင်ပြီးတော့သူတို့အလုံးရှုံဖို့အတွက်ဖန်တီးပေးဖို့အာယုံစိုက်တော့ပါရင် သူမနဲ့သူ့ရဲ့အဖွဲငယ်လေးဟာနိုင်ငံအနှံ့အပြားကိုလဲလှယ်ပြီးတော့အနိုင်ကျင့်ခံရတာဒါမှမဟုတ်ဆုံးပြစ်ခံရတဲ့အစင်တွေကိုရှာဝေပါရင်းအာထုံမှုနဲ့ဆွဲလုံးလာအများကြီးအုံပြုပြီးရနောက်တဘဝအပင်တွေနဲ့တရားစသဝေကျွဲဝတဲ့မြေကွက်အကျယ်ကြီးတစ်ခုကိုရရှိခဲ့ပါရင်းအဲ့ဒါဟာစင်ဘေးမဲ့တော့အတွက်အကောင်းဆုံးနေရာပါ1996ခုနှစ်မှာသူမဟာထိုင်းနိုင်ငံရှင်းမိုင်မြို့က Elephant National Park ကိုတရားဝင်ဖွင့်လှစ်ခဲ့ပါရင်း ကဲတင်ထားတဲ့စင်အုပ်စုပရမဆုံးရောက်လာတဲ့ခါမှာလဲကဝန်တာလုံးတဲ့အတွက်စကားတော့မပြောနိုင်ခဲ့ပါဘူး။သူမဟာစင်တကောင်ချင်းစီရဲ့နောက်ကျောင်းရဆိုရင်သူတို့ရဲ့ဇယက်လက္ခဏာနဲ့လူအချက်တွေကိုလေးလာဖို့အာရုံစိုက်ပါရင်းစင်တွေကိုပြုစုစောင့်ရှောက်ရတာကသူတို့ကိုအစာကျွေးတာဒါမှမဟုတ်ခိုးလုံစရာပေးတာတင်မကဘူးဆိုတာသူမသိပါရင်းဒါကယုံကြည်မှုနဲ့စိတ်ပိုင်းဆရာဆက်ဆံရေးဝေးတည်ဆောက်တာလေပေါဝင်ပါရင်းသူမရဲ့ဘေးမဲ့တော့ဟာစင်တွေနောက်ပိုင်းမှာတက်တရာရောက်နေတဲ့နေရာတစ်ခုဖြစ်လာပါရင်းပြပွဲတွေလည်းမရှိစင်စည်းတာတွေလည်းမရှိပါဘူး ငိမ့်ချမ်းမှုခုဆိုင်မှုနဲ့တနာကျင်နာမှုပဲရှိပါလိမ့်လဲဟာတရိษံဆရာဝန်တွေနဲ့တွင်တရိษံကျွမ်းကျင်သူတွေနဲ့နင်းနီကပူပေါင်းဆောင်ရွက်ပြီးတော့စင်တကောင်ချင်းစီလိုအပ်တဲ့စောင့်ရှောက်မှုအတိအကျကိုတည်ဆောင်လုပ်ခဲ့ပါလိမ့်ဒံရရထားတဲ့ဖျားနာနေတဲ့စင်တွေကိုလည်းကူတာပေးပြီးတော့ဖြည်းဖြည်းချင်းပြန်လဲကောင်းမှုအောင်ပြုစုပေးပါလိမ့်အချိန်ကြာလာတာနဲ့အများဘေးမဲ့တော့ဟာခက်ခဲတဲ့အခြေအနေကနေကဲတင်ထားတဲ့စင်အကောင်38ကောင်ကြော်ရဲ့အိမ်ဖြစ်လာပါလိမ့်ဥယျာဉ်ထဲမှာစင်တွေကလက်ဆက်တဲ့အစားအစာတန့်ရှင်းတဲ့ရည် ဇေဝအကူညီနဲ့လဲလဲတွာလာဖို့နေရာအလုံးနောက်ရှိခဲ့ပါရီသူမနဲ့သူ့ရဲ့စေတနာဝန်ထမ်းတွေဟာသူတို့ကိုဖြူဆိုင်ပြီးတော့လုံခြုံတယ်လို့ခံစားရအောင်လှုပ်ဆောင်ပေးခဲ့ပါရီသူမရဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့စင်နေပေါ်ထားတဲ့မေတ္တာကဘလောက်ပဲခက်ခဲနေပါစေရှေ့ဆက်သွားဖို့တုတ်ကိုတွန်းအားပေးခဲ့ပါရီအချိန်ကြာလာတာနဲ့အများစင်နေဟာသူမကိုယုံကြည်လာပါရီသူတို့ကသူမရဲ့ကျင်နာမှုနဲ့ဖြူဆိုင်မှုကိုခံစားမိပြီးတော့ချစ်ခင်တဲ့အမှုအရာကိုတုံ့ပြန်ပါရီ သူမခြံဝန်းအထက်ကိုရောက်သွားတဲ့အခါတိုင်းစင်ကြီးဝေကသူမရဲ့အာယုံဆိုင်မှုကိုမျောလင့်နေခဲ့ပြီးတော့တလေးငယ်ဝေလိုမျိုးသူမစီကိုပြေးလာတတ်ကြပါရီလဲဟာသူတို့နဲ့သူကစားအစာကျွေးပြီးတော့အဲ့ဒီမှာပဲအချိန်ကုန်တော့ပါဒီအမျိုးသမီးနဲ့စင်အကြာကဆက်ဆိုင်ဟာနဲ့ရှိုင်းပြီးတော့ခိုင်မြဲပါရီဥယင်ကိုလာရောက်လဲပတ်တဲ့လူတွေကသူတို့မြင်ခဲ့ရတဲ့အရာကြောင့်အံ့ဩနေခဲ့ပါရီလဲနဲ့စင်တွေဟာစကားမပြောဘဲနဲ့တော့မှတယောက်နဲ့တယောက်နားလည်နိုင်ကြတယ်လို့ထင်ရပါရီသူတို့နှစ်ယောက်ကြားဆက်ဆိုင်ရေးကတကယ့်ကိုမှထူခြားစမ်းပြတဲ့အရာတစ်ခုပါ တချို့လူတွေကဒီအမျိုးသမီးမှာစင်တွေကိုငင်းအောင် လုပ်နိုင်တဲ့လိုအပ်နီလန်တကူကူရှိတယ်လို့ယုံကြည်နေကြပါရဲ့။သူမရဲ့တခုထဲသောလက်နာကတော့ချစ်ချင်းမေတ္တာခူဆိုင်မှုနဲ့နားလည်မှုတွေပဲလို့ပြောလာတဲ့အခါမှာသူတို့ကစိတ်ဝင်စားပြီးသူမကိုတိတ်ပြီးမယုံကြည်နိုင်ကြပါဘူး။လဲကသူ့ရဲ့နီလန်တွေကိုအမြဲတမ်းပွတ်ပွင့်လင်းပြောပြပေးမဲ့အယံကိုကြီးမားတဲ့ဒရိတ်ဆန်တွေဟာအယံကိုတင်းငယ်တဲ့လူတယောက်ကိုဒီလောက်အထိနူးငြမ်းစွာတုံ့ပြန်လိမ့်မယ်လို့ယုံကြည်ဖို့အတွက်တော်တော်လေးကိုခက်တယ်ဆိုပြီးလူအများစုက ထင်ကြပါရင်း ါကြောင့်လာရောက်လေပတ်တဲ့လူတွေဟာသူမဘာဝီကိုများလိုဝက်ထားတာလဲဆိုတာကိုတွေ့ရမှလဲဆိုဲမျောလင်းချက်နဲ့ဘေးမဲ့တော့ကိုမကြခဏပြန်လာတက်ကြပြီးတော့တနေ့မှာသူတို့မြင်တွေ့ခဲ့ရပါတယ်နေ့တည်ကြာလာတာနဲ့အများလဲရဲ့အမြဲတမ်းခုဆိုင်မှုအောက်မှာပဲဘေးမဲ့တော့ဟာတိုးတက်ကြီးပွားခဲ့ပါတယ်အုပ်စုအထက်ကမှအမျိုးအစားပေါင်းစုံကစင်နေပါဝင်ပါတယ်တချို့ကတော့မျက်မမြင်တဲ့စင်တွေတချို့ကမိဘမဲ့ ်ဒဏ်ရာရထားတဲ့ဆင်တွေဒါမှမဟုတ်တစ်ထုတ်လုပ်ငန်းဒါမှမဟုတ်လမ်းဘေးမှာတောင်းရမ်းတဲ့ခက်ခဲတဲ့အခြေအနေတွေမှာနေပေါင်းများစွာနေထိုင်ခဲ့ရတဲ့တရိษံတွေလည်းပါပါရင်သူမရဲ့ဥယျာဉ်ဟာသူ့ပုံစံနဲ့သူတစ်ခုထဲတော့နေရာဖြစ်လာခဲ့ပါရင်ဒီနေရာမှာဆင်နေကိုကဲတင်နိုင်ပြီးတော့သူတို့ရွေးချယ်တဲ့မိသားစုအုပ်စုတွေနဲ့လွတ်လွတ်လပ်လပ်နေထိုင်နိုင်ပါရင်သူမရဲ့စူးစိုက်ကြိုးပမ်းမှုတွေကြောင့်လဲဟာစင်တာစင်ပေါင်းများစွာကိုကဲတင်နိုင်ခဲ့ုံတမကကမ္ဘာတဝန်းကလူတွေရဲ့ဆင်နေပေါ်ထားတဲ့အမြင်တွေကိုလည်းပြောင်းလဲပေးနိုင်ခဲ့ပါရင် တတင်းတွေဟာလေးမြစွာနဲ့ပြန့်နှံ့သွားခဲ့ပြီးတော့မကြခင်မှာပဲနေရအနှံ့အပြားကထောက်ပံ့မှုတွေဇီးဝင်လာခဲ့ပါရင်တနေ့မှာတော့တော်ရန်ဥယျာဉ်မှာအေးချမ်းစွာနဲ့လဲဟာသူ့ရဲ့ပုံမှန်အလုပ်တွေကိုလုပ်နေတော့လာရောက်လေပတ်သူတွေရဲ့အလေမှာရက်နေခဲ့ပါရင်ဂေါ်လာဟာလာဝီလည်းထွက်နေခဲ့ပါရင်တချို့ကတော့သူမကငင်ခွေနောက်ကွယ်မှာတင်းကျပ်ပြီးကြမ်းတမ်းနိုင်တယ်ဒါကြောင့်စင်တွေကသူမကိုကြောက်ပြီးတော့နာခံနေရတယ်လို့ထင်နေကြပါရင်ဒါပေမဲ့အဲ့ဒီလူတွေအထက်ကဘယ်သူကမှ သူတို့အမြင်တွေ့ရတော့မယ့်အရာအတွက်အစင်သိမဖြစ်သေးပါဘူး။သူမတန့်ရှင်ရဲ့လုံနေတော့မှပဲစင်တကောင်ဟာဖြဖြရှင်သူမစီကိုရှောက်လာခဲ့ပြီးတော့နေရွက်ဒီကိုငင်းငင်းတတနဲ့ခတ်နေခဲ့ပါလေ။လေးရလက်ထဲမှာဆိုရင်တန့်ရှင်ရဲ့အဝိုးစားတစ်ခုပါလာခဲ့ပြီးတော့စင်ကသူ့ရဲ့နောက်ကြောကိုလှဲလိုက်တဲ့အခါမှာသူမကအဝိုးစားနဲ့ငင်းငင်းတတရက်လဲပါလေ။လူိုင်းတောက်တောက်ကြီးရက်သွားကြပါလေ။အုပ်စုလိုက်အသက်ရှူမှာပြီးတော့စင်ရဲ့တုံ့ပြန်မှုကိုစောင့်ကြည့်နေကြတာပါ။အဲ့ဒီနောက်မှာတော့အန်အောဆရာကောင်းတဲ့အရာတစ်ခုဖြစ်ပျက်ခဲ့ပြန်ပါလေ။ အဲ့ဒီအေယာမတက်တော်ကြီးဟာတပိပြေရှင်ဒူးထောက်ထိုင်ချပြီးတော့မြေကြီးပေါ်လဲအိတ်လိုက်ပါရင်လဲဟာသူ့ရဲ့အမီးနာကရင်ကောင်တွေကိုငြင်းရတာပုတ်တက်ပေးနေတော့တချင်းတစ်ဖို့ကလည်းတီးမုံနေခဲ့ပါရင်သူမရဲ့အတန်ဟာနူးညံ့ပြီးတော့ငိန်ချမ်းပါရင်ခဏအကြာမှာပဲဆင်ကမျက်လုံးလေးမိတ်ပြီးတော့အိပ်ပျော်သွားပါရင်ကြည့်တဲ့လူတွေကမယုံနိုင်တော့ပါဘူးသူတို့ဟာတိတ်ဆိတ်စွာနဲ့ဒီနေရာမှာရက်နေခဲ့ပြီးတော့အဲ့ဒီမြင်ကွင်းထဲမှာလုံးဝနစ်မြောသွားခဲ့ပါပြီး ဆင်ရဲအနဲ့ဆိုင်ပြီးတော့ငင်းရတတာအိမ်မောကြနေတဲ့အတန်ဟာသူမရဲ့တချင်းတန်တဲ့ရောရပြီးတော့လေထုထဲမှာငင်းချမ်းတဲ့သေးသွားတစ်ခုကိုဖန်တီးပေးပါရီဒါဟာမြင့်မြတ်တဲ့အရာတစ်ခုလို့တယောက်ကိုတယောက်တကယ်နားလည်တဲ့တက်တဝနကောင်အကြာကစစ်မှန်တဲ့ယုံကြည်မှုရဲ့အခိုက်အတန့်တစ်ခုကိုသူတို့မြင်တွေ့လိုက်ရတာပါလဲကဆက်ပြီးတချင်းဆိုးနေတော့သူမရဲ့အတန်ဟာနှွေးထွေးမှုနဲ့ခ ्यू ဆိုင်မှုတွေပြည့်နေခဲ့ပါရီ အဲ့ဒီအခါမှာဒီအမျိုးသမီးဟာသရိုင်းဆန်နေတဲ့ဒီလောက်အထိရင်းနှီးတဲ့ဆက်ဆံရေးကိုမျှဝေခွင့်ရတာကဘလောက်အထိတန်ဖိုးရှိတဲ့လက်ဆောင်တစ်ခုလဲဆိုတာကိုတိလိုက်ရပါရင်စင်တရဲ့ငင်းရတာအိမ်မောကြတဲ့တန်ထောင်ဥယင်ထဲမှာငင်းရတာပဲ့တင်ထန်းနေခဲ့ပြီးတော့ဒီမှာရှိတဲ့လူဝိုင်းကိုဒီဘေးမဲ့တော့ဟာကုတရှင်အတွက်နေရာတစ်ခုထပ်ပိုတယ်ဆိုတာကိုတတိပေးနေတယ်လို့ပဲဖြစ်ပါရင်ဒါကချစ်ချင်းမေတ္တာတီးခံရှင်တဲ့ယုံကြည်မှုကအခြေခံအုတ်မြစ်အစစ်အမှန်ဖြစ်တဲ့နေရာတစ်ခုဖြစ်ပါရင် ကြည့်နေတဲ့လူတွေဟာပျော်ရွှင်တဲ့အကြည့်ဝေးကိုဖလှယ်ကြပြီးတော့သူတို့ရဲ့မျက်နှာဝေးကအံ့ဩမှုနဲ့ဝမ်းတမ်းမှုတွေကြောင့်တောက်ပနေခဲ့ပါလိမ့်လေကအစင်အနာယူနေတော့တခြင်းဆက်ဆိုပြီးတော့အဲ့ဒီအခါမှာအရာအလုံးကတိတ်ဆိတ်ငင်သက်ပြီးအေးချမ်းနေကြတာပါလူပိုင်းကတော့စင်တဲ့အပေါ်နဲ့လေရဲ့အံ့ဖွယ်ကောင်းတဲ့လှုပ်ဆောင်မှုအပေါ်မှာဒေသမှုအတိတ်တွေနဲ့ပြန်သွားခဲ့ပါလိမ့်တောက်ပလို့နဲ့မြင်ကွင်းမှာ